တန်တက်အားနဲ့လူတန်တက်အားတို့စီတောက်နေရတဲ့တွေ့ရှိလားတန်တက်အားစီတောက်ရင်ဘယ်လိုအရာတွေနဲ့ရုံမတောက်ရဘူးဆိုတော့ကြားဘူးကြပါသလားတန်တက်ချွတ်တဲ့တွေ့ရတဲ့ရောဂါကိုဖြစ်မှန်းမသိဖြစ်နေကြတဲ့အခါမှာတခုခုလောက်ရင်ပုံမှန်လူကမငေါ်ပေမဲ့လေကိုကမောနေတတဲ့အားနဲ့တို့ခံစားရတယ်နှလုံးခုန်မြနေတာကိုလည်းကိုကခံစားမိတယ်ပြီးတော့နှုတ်ခမ်းမျက်လုံးရှာမဖြူဖက်ဖြူရောဖြစ်လာပါတော့တယ် ဒီလိုရခံစားနေရရဆိုရင်တော့တန်တဲ့ချွတ်တဲ့တွေးရနေယောဂရှိနေရပဲဖြစ်ပါတယ်။တွေးရနေယောဂအမျိုးအစားတွေကတော့အများကြီးရှိပေမဲ့ခန္ဓာကိုယ်ရမှာတန်တဲ့ချွတ်တဲ့ခြင်းကြောင့်ဖြစ်ရတဲ့တွေးရနေယောဂကတော့အဖြစ်အများဆုံးဖြစ်ပါတယ်။တန်တဲ့ချွတ်တဲ့တွေးရနေယောဂဖြစ်ရခြင်းကြောင့်ရင်းကတော့တာရှိစွာသွေးဆုံးရှုံးမှုဖြစ်နေရတဲ့လူများဥပမာရာသီသွေးစင်းများတဲ့သူများဝမ်းမအတွင်းမှာသွေးယိုစိမ့်မှုဖြစ်နေတဲ့သူများလေကောင်းယောဂကြောင့်သွေးစင်းနေသူများနဲ့ ုတ်ကောင်တန်ကောင်တွဲနေသူများမှာဖြစ်တတ်ပါတယ်တန်တဲ့ပြေဝရဲအစားစာကိုလိုလောက်စွာစားသုံးမှုမရှိတဲ့အခါမှာလည်းဖြစ်တတ်ပါရဲ့။နောက်တစ်ခုကတော့စားလိုက်တဲ့တန်ထက်ကိုစိုးယူနိုင်စွမ်းရောကြနေတဲ့ယောဂတွေဖြစ်တဲ့အစာအိမ်ဥလန်ချောင်းယောဂတွေဓမ္မမဟုတ်ရင်အစာအိမ်ဥလန်ချောင်းခွဲစိတ်ခုပြုလုပ်ထားတဲ့သူတွေသူတို့မှလည်းတန်နဲ့ထုတဲ့တွေ့ရတဲ့ယောဂဖြစ်တတ်ပါရဲ့။ဒီလိုမျိုးအကြံမြင့်ခွဲပြီးတော့ပြောလို့ရပါရဲ့။အကြံမျိုးမျိုးကြောင့်တန်တဲ့အာစီတောက်နေရသူများမှာ အားစိတ်နဲ့အတူတွဲမတောက်တဲ့အစားစာတွေရှိပါတယ်။မတိလိုက်မတိပါတာနဲ့တွဲတောက်မိနေရင်ဆေးအာဏိတဲ့မရှိပဲနဲ့ဖြစ်နေပါလိမ့်မယ်။ထားကြောင့်တန်တဲ့အားစိတ်နဲ့တွဲမတောက်တဲ့အစားစာတွေကြောင့်ဖော်ပြပြလိုက်ရပါတယ်။နံပါတ်၁နုနဲ့နုထွက်ပစ္စည်းများမှာပါဝင်တဲ့ကယ်လ်ဆီယမ်ဓာတ်ကတန်တက်ဆုံးယူမှုကိုဟန်တာရတဲ့အတွက်ကြောင့်မလို့တန်တက်အာဆီနဲ့နုတို့မဟုတ်နုထွက်ပစ္စည်းတွေတွဲပြီးမတောက်တဲ့မအောင်။နံပါတ်2ကြက်ဥနဲ့ပဲပါဝင်တဲ့အစားအစာတွေ ဥပမာကြက်ဥတူဖူပဲနုဒါရီဟာသန်သက်ဆုံယူမှုကိုယောနေစေတဲ့အတွက်တွဲပြီးတော့မစားသုံးသင့်ပါဘူးမတောက်သုံးသင့်ပါဘူးနံပါတ်3တန်နင်ဓာတ်ပါဝင်တဲ့အစားအစာတွေဥပမာကော်ဖီလဖေးရည်အမဲရောင်ချိုကလက် စားအရာတန်နင်ဓာတ်ပါဝင်မှုများပြီးတော့တန်ဓာတ်ပေါင်းစည်းမှုကိုအဟန့်ထားဖြစ်စေရပေါ့နော်ဒါကြောင့်မလို့ဒီအစားအစာတွေနဲ့တန်ထက်လည်းတွဲမစားသင့်ပါဘူးနံပါတ်4ချက် ဂလူတန်ပါဝင်တဲ့အစားအစာတွေပေါ့ဥပမာပါစတာဂျုံချမ်းပါမုံဒါတွေဟာဥနိုင်ရံတွေကိုပြည့်စည်သွားစေပြီးတော့တန်တဲ့ဆုံရင်မှုကိုအားနည်းနိုင်တာကြောင့်တန်တဲ့အာဇီတောက်ခိုင်းဒီမှာအချက်ဖော်ပြခဲ့တဲ့အစားအစာတွေကိုမစားကြဖို့ကိုဓမ္မမန်အိုင်နန်ကနေပြီးတော့အတိပေးလိုက်ရပါရဲ့နော်ဒီလိုအကျိုးရှိတဲ့ကျမ်းမာရေးဘုဒ္ဓရာတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင် D YouTube Channel တွေကို Subscribe ပြုလို့မမေ့ပါနဲ့နော်တည်ခြင်းတာတွေကိုလည်း Comment မှာမေးထားရလို့ရပါတယ် နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါဦးမယ်နော်